ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ကျူးကျော်နေထိုင်တဲ့အိမ်တော်စုပေါင်း9800ကျော်ကနေ9000ခန့်ကိုအင်အားသုံးဖယ်ရှားပြီးတဲ့နောက်ကြန့်ရှိနေတဲ့ကျူးကျော်အိမ်တော်စု9300ကျော်ကိုဖယ်ရှားဖို့တတိပေးစာတွေပို့ထားတယ်လို့ရန်ကုန်တိုင်းဒေသကြီးနေဆယ်ရေးရနယ်လုံခြုံရေးဝန်ကြီးဘုံမူးကြီးတင်ဝင်းကပြောပါရယ်1898အောက်မြန်မာနိုင်ငံမြို့နယ်ကျေးရွာအပ်ဥပဒေအရအရေးယူဖြည့်ရှင်တာဖြစ်ပြီး မဖြစ်မနေလောက်ရမယ့်အခြေအနေရောက်လာတဲ့အတွက်လောက်ရတာဖြစ်တယ်လို့ဘုံမူးကြီးတင်ဝင်းကပြောပါရယ်။ကြံရှိနေသေးတဲ့ကျူးကျော်နေထိုင်သူအိမ်နောက်စုပေါင်း9300ကျော်ကိုဖယ်ရှားဖို့တတိပေးမှုတွေပြုလုပ်ထားပေးမယ်။ကျောင်းနေအရွယ်ကလေးတွေရှိနေတာကြောင့်ဘယ်အချိန်မှပယ်ဖျက်မှုစတင်နိုင်တယ်ဆိုတာကိုအတိအကျမပြောနိုင်သေးကြောင်း၎င်းကဆက်လက်ပြောပါရယ်။ဒီလိုမျိုးကျူးကျော်နေအိမ်တွေကိုဖယ်ရှားပြီးကြန့်ရှိနေသေးတဲ့ကျူးကျော်နေအိမ်တွေကိုဖယ်ရှားဖို့အကြောင်းကြားထားပေးမယ်။အဆိုပါအိမ်နောက်စုတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ပြန်လည်နေရာချထားပေးဖို့အစီအစဉ်မရှိသေးဘူးလို့သိရပါဗျ။ဒီကျူးကျော်တဲ့နေရာမှာတချို့ကကြီးရကြီးရတွေကနေပြီးတော့ဒါအလုပ်ကံအခွင့်အလမ်းတွေဒါမရှိတော့တဲ့အတွက်မြို့ရတွေမတက်ပြီးမှအခုတော့အလုပ်ကံအခွင့်အလမ်းလိုချင်တဲ့အတွက်ဒါကျူးကျော်တာရှိတယ်။နောက်တစ်ပိုင်းကျတော့ခုနဆက်မှုဇုံတွေကနေပြီးတော့ သူတို့ရဲ့အလုပ်အလုပ်သမားတွေကိုခေါ်လိုက်တယ်ခေါ်လိုက်ပြီးတော့သူတို့ဆက်အလုပ်တွေမှာခိုင်းတယ်ခိုင်းတဲ့အခါကျတော့သူတို့ကတချို့ကငှားပြီးနေရတယ်ငှားပြီးနေရနေပြီးတော့လောက်ကငှားစားဈေးကြီးတဲ့အတွက်ဟိုတွေမောငှားခန်းကငှားကဈေးကြီးတဲ့အတွက်သူတို့ကအဲ့ဒီပုံမှာဘူဒီလိုမှဟိုအခုမှမဟုတ်လို့ကျွတ်ကျော်တာဟိုတွေမောဘယ်လိုခေါ်မလဲခန်းကဈေးကြီးတဲ့အတွက်သူတို့ကလည်းဘယ်မှာကျွတ်ကျော်တာရှိတယ်နောက်တစ်ပိုင်းကျတော့ဘယ်လိုလို့ဆိုတော့ စာဝတ်နေရေးရှိနေကြတော့မိမိပိုင်တဲ့ဥစ္စာကိုသူ့ရဲ့ပိုင်ရောင်းပြီးတော့မှကြီးကျယ်တာရှိတယ်အဲ့တော့အမျိုးမျိုးကြီးကျယ်တာရှိတယ်ဒီအကြောင်းရင်းတွေကိုအရှိခံပြီးတော့မှစဉ်းစားပြီးတော့မှကျွန်တော်တို့ကဒီကြီးကျယ်တာဖြစ်ရှင်းမှာရတယ်ဒီလိုခံရရကြီးကျယ်တဲ့ဟင်းကိုကျွန်တော်တို့ကသွားပြီးဘိုးရင်းတို့ င်ငန်းလာတယ်။တွားပြီးတော့နေရာချထားပေးဖို့ဘာလို့ညာဘူး။ကျွန်တော်အဲ့လိုဆိုအများကြီးရတိခိမှာကျွန်တော်ဘာပြင်မလဲဆိုဘိုင်းကနေဘိုင်းရှိကျွန်တော်ကမြေယာနဲ့ပတ်သက်လို့ရှိတယ်ပေးဖို့ဆိုအများကြီးမြေယာမှာပြဿနာအများကြီးရှိတယ်။ဟုတ်တယ်။ဒါကြောင့်လည်းကျွန်တော်ကမဖြစ်နိုင်ဘူး။ကျွန်တော်သုံးသက်ပြတာ။နောက်တစ်ပိုင်းကကျတော့ကျွန်တော်ဒီဟိုဟိုတော့ဘယ်လိုခေါ်မလဲ။တက်ခန်းနေတာဝန်နဲ့အရာကြီး စောက်ပြီးတော့ကျွန်တော်တို့ပြန်ပြီးပေးတဲ့ကိစ္စဒါလည်းကျွန်တော်တို့လူကြီးတွေအများကြီးစဉ်းစားပါတယ်စဉ်းစားတော့လည်းပဲဘာဖြစ်လဲဆိုအဲ့ဒီတမုန်နဲ့အေးရတွေကအ ਨੇ ဆိုးက320ရှိတယ်ဒီတစ်ပတ်ဆိုင်တိကျနေစေတနေ့လုံးတော့တရားလေးစာလူပြီးတယ်မလေးအဲ့တော့ကျွန်တော်ကမြင်တာတော့ကြွကြော်တယ်ကိုရှင်းဖို့ဆိုရင်သူတို့နေရာပေးဖို့သူတို့သူတို့ကိုရင်းဖြစ်စီရအလုတ်ကင်ခွဲလာနေကျွန်တော်လုတ်ပြီးဖို့လုတ်ကင်ခွဲနေလုတ်ပြီးခြင်းအဖြစ်တချို့ကဥမာဆိုတာဟို ်စိတ်အလုံးနေနေရသူတို့အလုတ်ကိုင်းခွင်းလန်းနေရမယ်ရပြီးသူတို့စိတ်အလုံးနေနေသူတို့ရဲ့စိတ်ဝင်လုတ်တဲ့အလုတ်သမားတွေအတွက်နေရာထိုင်ခင်းနေကြောင်းစီစဉ်ပေးမယ်ဆိုရင်ဒါဆိုရင်လည်းဒီကြည့်ကြပြန်မှရှင်းပါမယ်နောက်တစ်ပိုင်းကကြတော့ခုနအလုတ်ကိုင်းခွင်းလန်းရှိခြင်းအပြင်သူတို့ instrument နဲ့ကျွန်တော်ရောင်းပေးနိုင်ဟိုတမုန်းနဲ့အရာရောင်းပေးနိုင်လေဒါလုတ်ကိုင်းခွင်းလန်းတစ်ခုနဲ့တုပ်ပြီးဖန်တီးပေးနိုင်တော့ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်ရနိုင်တာကျွန်တော်ရှိမှအကျွတ်အားလုံး7000ကျော်ရှိတယ်အော်ဟိုရင်းပေါ့9000ကျော်ရှိတယ် 5000နဲ့3000ကျော်ရှင်းတယ်အဲ့လိုပြန်ပေးနေဘယ်လိုကျွန်တော်ပြန်ပေးမရလဲစတော့ဆူရတာတရက်ကိုပြန်ပေးနောက်တရက်ပြန်ပေးနေရမှာပေါ့ကျူးကျော်နေထိုင်မှုစရင်တွေကိုအခုနှစ်အတွင်းရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့မြို့နယ်အလိုက်တာဝန်ရှိသူတွေကစရင်ကောက်ယူခဲ့တာဖြစ်ပြီးကျူးကျော်နေထိုင်မှုတွေဟာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ခရိုင်လေးခုစလုံးမှာရှိနေပြီးဝင်ကြီးဌာနပိုင်းနေမြေတွေနဲ့ပုတ်ကလေးကပိုင်းမြေတွေပေါ်မှာနေထိုင်မှုတွေဖြစ်ပေါ်နေရလို့သိရပါဗျ။ကျူးကျော်နေထိုင်မှုတွေကို ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းနဲ့အခုနှစ်အစောပိုင်းကာလတွေအတွင်းမှာအင်အားသုံးဖယ်ရှားခဲ့တဲ့အခြေအနေမျိုးတွေနဲ့သင်ငန်းကျွန်း၊လေကူး၊အင်းစိန်၊လှိုင်းသာယာ၊ရွှေပြည်သာနဲ့ဒဂုံစိတ်ကဲမြို့နယ်တွေမှာပြုလုပ်ခဲ့တယ်လို့ဖယ်ရှားခံရသူတွေကပြောပါရယ်။ကျူးကျော်နေထိုင်မှုတွေကိုဖြည့်ရှင်းဖို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပြည်ထောင်စုအစိုးရအဖွဲ့တို့ကတာဝန်ရှိသူတွေစုံတွဲမှုတွေပြုလုပ်ခဲ့ပေမဲ့တိကျတဲ့အဖြေတစုံတရာထွက်ရှိခဲ့ခြင်းမရှိသေးဘူးလို့သိရပါဗျ။